မန္တလေးဖန်နဲ့ဂျင်းရေဒီယိုကိုနားထောင်နေတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။ဥရောမန္တလေးဖန်ဂျင်းရေဒီယိုနဲ့ My Job တို့ပူးပေါင်းပြီးတော့လုပ်ငန်းဝင်ဆိုင်ရာအကြောင်းအရာတွေအလောက်ကအခွင့်အလမ်းတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီနေ့မှာတော့ဒါပရိသတ်တွေရှောက်မဲ့ခြေလမ်းသက်တွေအတွက်ရောရှောက်လက်ဆလမ်းတွေမှာအထင်ကောက်မရှိစေဖို့အထောက်ကူဖြစ်မဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အလို့ရှင်အလို့သမားဝန်ထမ်းတွေကြားမှာအဖို့ထက်မရှိစေဖို့ရည်ရွယ်ချက်နဲ့တင်ဆက်ပေးမဲ့စကားဝိုင်းပေါ့နော်။ဒီနေ့စကားဝိုင်းမှာတော့ဒီ My Job မြန်မာရဲ့ချိန်မှန်လေး ဖြစ်ပြီးတော့ Global Startup Award GSR BAT Ecosystem Hero of the Year 2023 Global Winner တဦးလည်းဖြစ်တဲ့အမမမြတန်တာဦးနဲ့အတူတူဆွေးနွေးတက်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မမင်္ဂလာပါရှင်။မင်္ဂလာပါ။ဟုတ်ကဲ့ပါဒီနေ့ဦးရောရဲ့အဲတက်ဆက်လာတဲ့ အပိုင်းနေအရာဆိုရင်တော့ဒီနေ့ကတော့အလုံးရှင်ဒါအလုံးသမားဝန်ထမ်းတွေဂျားကဖြစ်လိဖြစ်တာရှိတဲ့အကြောင်းအရာတွေကိုအဓိကဆွေးနွေးသွားမှာပေါ့နော်အဲ့တော့အရင်ဆုံးသိကျင်တာပေါ့နော်အရင်ဆုံးသိကျင်တာတော့အလုံးရှင်နဲ့အလုံးသမားတွေဂျားကဆက်စပ်ရေးလုပ်ငန်းအောင်မြင်ဖို့အရေးပါတဲ့ဆက်စပ်ရေးတစ်ခုဆိုပြောတော့သိရတယ်ဒီဆက်စပ်ရေးကိုထိခိုက်စေတဲ့အလုံးရှင်အလုံးသမားတွေဂျားထဲမှာအများဆုံးဖြစ်လိဖြစ်တာရှိတဲ့ပြဿနာတွေက ဘလို့ပြဿနာတွေလဲပေါ့ပထမဆုံးမိခွန်းနဲ့စမယ်ဆိုရင်တော့ကျွန်တော်ကတော့ဘာနဲ့သွားပြီးဖြေချင်တာလဲဆိုတော့လူနဲ့မူနဲ့ क्वे ဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့အလौရှင်နဲ့အလौသမားဖြစ်တဲ့အတွက်တစ်ခါကြာရင်ကျမတို့ရဲ့အဲ interest တွေကမတူကြဘူးကျွန်တော်တို့စိတ်ဝင်စားမှုကျွန်တော်တို့ရပိုင်ခွင့်တွေကမတူကြတဲ့အခါကျတော့ကျွန်တော်တို့ကလူနဲ့အစားမူနဲ့အုပ်ချုပ်စေခြင်းနဲ့ပေါ့နော်အဲ့တော့ကျွန်မကနေပြီးလာစာတိုးပေးလိုက်တာတည်းဆိုင်သူ့ရဲ့ scale ဒီလောက်ဒီလောက်မှာမဟုတ်လို့ HR ဘက်ကနေလာစာတိုးဖို့ကျွန်မရှီကိုလာတင်ပေးတယ်ဆိုတဲ့ဟာကပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ဘယ်အရာမဆိုးဆိုသူကထင်ရှားမြင်သားတယ်ပေါ့နော်အဲ့တော့ပွင့်လင်းမြင်သားတဲ့အစနစ်တစ်ခုတိဆောက်ထားတဲ့ဆိုရင်လုပ်ငန်းခွင်အတွင်းမှာလုံသမားလှုပ်ရှင်ဆက်ဆံရေးကတကယ်ကိုဖြောင့်ဖြူးပြီးတော့ transparency ဖြစ်တဲ့တကယ်ကိုပွင့်လင်းမြင်သားမှုရှိပါတယ်ဆို ော့အဲ့ဒီဟာတွေကတော့လိုလိုအပ်တယ်ပေါ့နော်အခုခစ်လိုအနေထားမျိုးမှာဆိုပိုတော့များလာတယ်ဟိုအွန်လိုင်းကအလုပ်လုပ်ချင်တဲ့ဟာနဲ့အာတိရမလား operation run နေရလို့ငါကတော့ရုံးချိန်9နာရီကနေ9နာရီထိ run နေပေးရတယ်သူကတော့3နာရီပဲအလုပ်လုပ်တယ်ဆိုဒီပြဿနာမျိုးတွေအများကြီးရှိလာတာဖြစ်တဲ့အတွက်ဘာကိုပုံပြီးပြဖို့လိုအပ်တာလဲဆိုသူယူထားတဲ့တာဝန်သူ့ရဲ့ achievement သူ့ရဲ့တာဝန်နေနဲ့သူ့ရဲ့ responsibility plus သူ့ရဲ့ရပိုင်ခွင့်ကိုထင်ရှားမြင်သာတဲ့ဟာမျိုးလုပ်တယ်ဆိုရင်တော့ဒီ ပရိပခိုက်တော်တော်လေးကိုယောသွားမယ်လို့ယုံကြည်ပါတယ်ရှင်။အခြေကလုပ်ငန်းခွင်မှာ management ဘိုင်းကိုတေချာလေးစီမံခန့်ခွဲနိုင်နေဆိုရင်တော့ဒီပြဿနာအရင်ဆုံးအရှင်းမိသားဖြစ်သွားမှာပေါ့နော်။အော်နောက်တော့ဦးသိကျင်တာကတော့ဘလို့ဝန်ထမ်းမျိုးကိုအလို့ရှင်တွေကသဘောကျတာလေပေါ့နော်ဟုတ်အလို့ရှင်သဘောကျတဲ့လူကတော့လူတိုင်းတော့အမြဲတမ်းနောက်ပြီးပြောကြတာပါအလို့ရှင်ကခိုင်းကောင်းတဲ့လူကြိုက်တာပေါ့နော်ဆိုတော့အဲ့တော့ခိုင်းကောင်းတဲ့လူထက်ဆိုင်အလို့ရှင်တွေတကယ်စိတ်ဝင်စားတဲ့လူကသူတို့အလို့ကိုအချိန်အတိုအတွင်းမှာ မမှန်ကန်ကန်မြန်မြန်ဆန်နဲ့ပြီးမြောက်တဲ့လူမျိုးပေါ့နော်။တချို့ကျတော့လေအလုတ်တော့ခံထားပါတယ်။ဒါပေမဲ့ overline နဲ့အများကြီးဖြစ်ပြီးအချိန်ကြီးဆွဲနေရတဲ့ဆိုင်ရင်တကယ်လှုပ်တင်လှုပ်တိုက်တဲ့အချိန်မှာပြီးမြောက်တဲ့ဟာမျိုးလိုအပ်တာပေါ့နော်။အလုတ်ရှင်တွေက willing to invest ပါပေါ့နော်။ဒီလူတယောက်ကတကယ်ကိုတော်လာတယ်ထူးချွန်လာတယ်ဆိုရင်သူတို့ဘက်ကနေပြီး investing လုပ်ဖို့ပေါ့နော်။ investing ဆိုတာသူတို့ဒီလစာတိုးပေးထားလို့သူတို့အခွင့်အရေးတိုးပေးတဲ့ဟာကိုဘယ်သူမှစိုးကြည့်ပါဘူး။အဲ့တော့အများတန်းစဉ်းစားမှကိုကိုတိုင်းကိုပြန်တွေးကြည့်။ငါပိုစူးစမ်းလို့ရင်ငါ့ကိုဒီလောက် investment ပေးမလားဆိုတဲ့ဟာမျိုးနဲ့တွေးဖို့လိုအပ်တယ်ပေါ့နော်။အဲ့တော့အလုတ် တမားတော်တော်များများဘာလို့မြင်နာရလဲဆိုတော့အော်ငါလို့ရှိရင်ငါ့ကိုတိုးပေးမှာမဟုတ်ပါဘူးဒီလိုတိုင်းပဲသွားနေရငါလို့ရှိရင်မျိုးဆိုတော့အဓိကဒီဆက်ဆံရေးမှာဘာလို့လုပ်ဖို့လိုလဲဆိုတော့ကျွန်တော်ဒီဒါ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 တွေကိုပို့စူးစမ်းလုပ်နိုင်တယ်ဆိုကျွန်တော်တို့ဒီလိုအခွင့်အရေးများရှိမလားပေါ့နော်အဲ့တော့ကျွန်တော်တို့ corporate culture မှာဆိုဒါလေးရှိရဒီယာရုပြည်နောက်ထပ်ဘယ်ယာရုလုပ်လို့ရတယ်ဘာတွေဘာတွေဘာတွေစူးစမ်းထားလဲဆိုဘာတွေတင်လို့ရလဲဆိုတော့အခုနပြောခဲ့တဲ့ဇာတ်ကားနဲ့ပြန်ချိတ်ကမယ်ဆိုမူနဲ့သတ်မှတ်ထားတာပေါ့နော်ကျွန်တော်တို့ဘာတွေစူးစမ်းပြီးဖြည့်တယ်ဆိုရင်ဘယ်နေရာရောက်တယ်ဆိုကျွန်တော်တို့ဘယ်လိုရမယ်ဆိုတဲ့ဟာမျိုးလေးထင်ရှားမြင်သားရဲဆိုရင်တော့အခုနပြောတဲ့အခက်ခဲလေးတွေကတော်တော်လေးပြည့် ောရပါမယ်လိမရှင်ခုနမူအကြောင်းလဲပြောပြောရဲဆိုတော့လေဟုတ်မေးချင်တာကတော့ဒီအခုခက်ကတော့ပြောမယ်ဆိုရင်တော့အလုပ်သမားတွေဝန်ထမ်းတွေဆိုတာလုပ်ငန်းတစ်ခုမှဆိုရင်ပြောမယ်ဆိုမတထောင်သားလို့ပြောရမှာအများကြီးပဲဝန်ထမ်းတွေအများကြီးကိုထိမ့်သိမ်းပြီးတော့ကင်တွေရတာပေါ့အဲ့တော့ဒီလိုလူတွေအများကြီးကိုထိမ့်သိမ်းကင်တွေရတဲ့အခါမှာအလုပ်ရှင်တွေအနေနဲ့ဘယ်လိုမျိုးအခက်အခဲတွေရှိနေလဲပေါ့ဒီလိုဝန်ထမ်းတွေအလုပ်သမားတွေအဲခုနပြောလို့အောက်ခြေဝန်ထမ်းကအစလည်းပဲအတီးတီးရဝန်ထမ်းတွေအားလုံးကိုလိမ္မာပါနဲ့ဆိုတာဘယ်လိုမျိုးကင်တွေဖြည့်ရှင်းတင်တာလဲပေါ့ ဆိုအမှနှစ်ပိုင်းပြန်ပြီးပြောလို့ရတပိုင်းကကြတော့ကိုပိုင်းလုပ်ငန်းအုပ်ချုပ်တဲ့လူတွေနောက်တပိုင်းကကြတော့ corporate ပေါ့နော်ဆိုတော့ကုမ္ပဏီလုပ်ထားတဲ့အခါကျတော့သူကအဲ့တော့အလုပ်ရှင်ကဘယ်မှာသွားဖြစ်မယ်တော့ဒီ department head တွေပေါ့နော်အဲ့တော့အုပ်ချုပ်ထားတဲ့ဒီ organization မှာရှိတဲ့ department head တွေအုပ်ချုပ်တဲ့ဟာကိုပို့ပြီးသွားဖို့လိုအပ်တယ်ပေါ့နော်ဟိုအသေးအထိပေါ့ micro management လို့ခေါ်ကြတယ်ဟိုတသေးလေးရစပြီးတော့ line အုပ်ချုပ်တာမျိုးမဟုတ်တော့ဘဲနဲ့အပေါ်ကနေ strategy နဲ့သွားတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကကြတော့ကိုပိုင်းလုပ်ငန်းလုပ်တဲ့လူပေါ့ကိုပိုင်းလုပ်ငန်းလုပ်တဲ့လူကသိတဲ့အတိုင်းကိုပဲတသေးကိုပဲအလုပ်သမားကိုပဲခြံဆောင်ဖြစ်ကြတာ ာများတဲ့အခါကျတော့ဒီအလုသမားအလုရှင်မှာအဲ့ဒီနေရာမှာပိုပြီး conflict များတယ်ဗောနောပိုပြီးတော့ပုတ်တိုက်မှုတွေထိခိုက်မှုတွေများတာဖြစ်တဲ့အတွက်ဘာလို့လှုပ်ထားမှာလဲဆိုတော့အခုနပြောတဲ့မူဆိုတဲ့ဟာကဒီလိုအခြေအနေမျိုးမှာဆိုဒီလိုမျိုးလှုပ်ပေးပါမယ်ဒီလိုအခြေအနေမျိုးမှာဒီလိုမျိုးလှုပ်ပေးပါမယ်ဆိုတော့ထင်ရှားမြင်သာတဲ့ booklet လိုဟာမျိုးဒါမှမဟုတ်ဘူးဆိုရင်ဒါမျိုးဖြစ်လာရင်ဒါမျိုး action ယူပေးပါမယ်ဆိုတဲ့ဟာမျိုးပွင့်လင်းမြင်သာတာရှိတယ်ဆိုရင်တော့ပိုကောင်းတာဗောအဲ့တော့ company ကိုအုပ်ချုပ်ထားတဲ့လူအနေနဲ့တွက်လိုက်တဲ့ဆိုရင်တော့ဒီ department ဒီ department ဒီ department ဒီ structure နဲ့သွားလို့ရတယ်ဒီကနေဒီကနေတက်လာတယ်ဆိုရင်ဒီကိုအရင်ဖြတ်ဖြတ်ပြီးမှဒီ ေးကရောက်လာတယ်ဆိုတော့ဟာမျိုးနဲ့သွားတဲ့ဟာအတော့အခုနပြောတဲ့စနစ်တည်းချထားပြီးသားတဲ့ဟာပေါ့နော်အခုတော်တော်များများဖြစ်နေတဲ့ဟာအတော့အခုနပြောတဲ့ကိုပိုင်စီးပွားရေးလုပ်တဲ့တော်တော်များများမှလည်းဒီပြဿနာမျိုးတွေဖြစ်နေကြတယ်ဘာလို့ကိုပိုင်စီးပွားရေးလုပ်တဲ့အခါကျအိတ်ချာလည်းသူပဲဖြစ်ရင်ဖြစ်နေတတ်တယ်သူကိုယ်တိုင်ပဲတထိဖြစ်ရင်ဖြစ်နေတဲ့အခါကျတော့တချို့အရာတွေက conflict ဖြစ်နေတတ်တယ်အဲ့တော့ကိုလုပ်ငန်းခွင်တစ်ခုကိုလုပ်တော့မယ်ဆိုရင် သက်ဆိုင်ရာပညာရှင်ဘက်ကိုပဲအနှင်းမှုကျွန်တော်တို့ဘက်ကနေ recommend လုပ်ပါတယ်။ဥပမာဆိုရင် organization တစ်ခုမှာဆို HR တွေဒီတကယ်ကိုအလုပ်သမားနဲ့အလုပ်ရှင်ဘက်မှာတကယ်ကိုကိုယ်စားလှယ်တယောက်နေနဲ့မျှတမှုရှိအောင်လုပ်ပေးရတဲ့ role တွေအများကြီးရှိတယ်ပေါ့။အဲ့တော့ကိုကဒါမျိုးတွေကိုတေချာ invest လုပ်ဖို့လိုအပ်တယ်။ကိုယ့်ရဲ့ organization ကြီးကြီးပဲဖြစ်ဖြစ်သေးသေးပဲဖြစ်ဖြစ်ဒီလိုဟာမျိုးလေးတွေမှာပို့ပြီးတော့ invest လုပ်ပါလို့ကျွန်မဒီကနေထပ်ပြီး request လုပ်ပြစီရှင်။တယောက်တည်းအကောင့်တာဝန်ယူတာမျိုးမဟုတ်ဘဲနဲ့ကျွမ်းကျင်ရအောင်သူ့ရဲ့အလုပ်တာဝန်ကိုသူပေးရမှာပေါ့နော်။အဲ့တော့အခုဒါဦးရ ့ဒီဘက်ဒီဘက်ကဲပေါ့နော်ဆိုလို့ရှိရင်မိသားစုတန်တိုင်းတစ်ပိုင်းလုပ်ငန်းနေလဲအရန်များတယ်လုပ်ငန်းအကြီးကြီးတွေလည်းရှိရယ်ဟိုးရင်ရှိရှိလိုက်တော့ကဆိုသူပြောခဲ့တဲ့အခါမှာ gap ပေါ့နော်လုပ်ငန်းအလုပ်ရှင်နဲ့အလုပ်သမားကြားမှာ gap တွေရှိတဲ့အခါကျတော့ဒီအလုပ်ရှားပါတယ်ဆိုပြီးတော့တချို့သူတွေကကျတော့អော်ကြတယ်အလုပ်ရှင်တွေဘက်မှာကျတော့တကယ်ကိုကျွမ်းကျင်တဲ့အလုပ်သမားရှားပါတဲ့ပြဿနာပေါ့နော်ဒီနေ့ခေတ်မှာရင်ဆိုင်နေရတယ်ပေါ့နော်ဆိုတော့ဒီလိုအလုပ်ရှင်တွေရင်ဆိုင်နေရတဲ့အခက်အခဲကို ဘယ်လိုမျိုးဥလိုဖြည့်ရှင်းတဲ့လဲသူတို့အဓိကအအလုတ်သမားရှားပါးရေကျွမ်းကျင်တဲ့အလုတ်သမားတွေရှားပွေဖို့အတွက်ဆိုရင်ရောသူတို့ဘယ်လိုမျိုးကြီးလှောက်ဆောင်တဲ့လဲပေါ့နော်အာဒီနေရာလေးမှာတခုလေး highlight လေးဖြစ်ချင်တာလက်ရှိမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်နေတဲ့ဒီ culture အပြောင်းလဲပေါ့နော်အဲ့ဒါဗာလဲဆိုတော့ဒီ recruitment နဲ့လည်းသဆိုင်သွားတာပေါ့နော်ဆိုတော့အမားတို့ဒီမတူတဲ့နယ်ပယ်တွေအများကြီးရှိမှာရန်ကုန်မန္တလေးတိုင်းနယ်ပြည်နယ်လောက်ရှိကြတယ်မှာရန်ကုန်နဲ့မန္တလေးနဲ့အောင်အမားတို့ရှင်ပြီးပြပြလို့ရတယ်ပေါ့နော်ဥမာအလုတ်အလုတ်သမားတွေကိုအမားတို့ကသူတို့ရဲ့ skill နဲ့ကိုက်နေတဲ့ဟာမျိုးတွေကို ခန့်အပ်တဲ့တယ်ပေါ့နော်တခါကျရင်အလုရှင်တွေကပါလဲဆိုတော့ဒါငါနဲ့အတိတဲ့လူငါရဲ့အမျိုးငါရဲ့အဆက်နဲ့ဒါဘသူတိတယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားနေတဲ့အခါကျရင်အခုနပြောတဲ့ message တွေအများကြီးဖြစ်တယ်ပေါ့နော်ပို့ပြီးတော့ဆိုတဲ့ဟာဘာဖြစ်လဲဆိုတော့လူမနေရမမရောက်တဲ့အခါကျသူတို့အတွက်မလိုလားအပ်တဲ့စရိတ်တွေအများကြီးပို့ကုန်တယ်ပေါ့နော်အဲ့တော့ကျမတို့ကပါပို့ပြီး educate လုပ်ပေးနေရတယ်ဆိုတော့အလုရှင်တွေဘက်ကလည်းလူကို ိုခန့်အပ်တဲ့အခါကျရင်ဦးနာပြောတဲ့ professional ဖြစ်တဲ့တကယ်ကိုလုပ်ငန်းခွင်အတွင်းမှာလုပ်တဲ့လူမျိုးနဲ့ခန့်အပ်ပြီးတော့သူတို့ train မိမှအလုပ်လုပ်ကင်စီတဲ့ဟာမျိုးလေးတွေပို့ပြီးတော့ကျွန်တော်တို့ဘက်က suggestion ပေးခြင်းနဲ့ပေါ့နော်အဲ့တော့အလုပ်ရှင်တွေဘက်ကလည်းအခုနပြောတဲ့လုပ်သားမငြိမ်မှုဒါမှမဟုတ်လုပ်သားကိုခန့်အပ်တဲ့အချိန်မှာတုံးဆွဲရတဲ့ဒီ HR cost ကိုသူကဒါရက်အလဟသက်ကုန်တာလို့သွားတွေးလိုက်တယ်ဆိုရင်သူ့အတွက်တကယ်လုပ်ငန်းခွင်မှာ turnover rate လို့ပြောတဲ့အဝင်အထွက်ပေါ့လုပ်သားမငြိမ်မှုကတော်တော်လေးကိုစိုးလာတဲ့အခါကျရင်ကုမ္ပဏီရဲ့ brand နဲ့ organization ရဲ့ brand နဲ့ပို့ပြီးထိခိုက်နိုင်ပါတယ်ပို့ပြီးဆိုတဲ့ ဲ့ဟာကအခုမှတနိုင်တပိုင်းလုပ်ငန်းမျိုးတွေလုပ်နေတဲ့လူမျိုးတွေဒါမှမဟုတ်ဆိုရင်နှစ်ပေါင်းများစွာတော့ဒီလုပ်ငန်းကြီးကိုလုပ်နေတယ်ဒါပေမဲ့စနစ်မရှိသေးတဲ့အခါကျတော့အုတ်ထုတ်ချင်တယ်လို့အုတ်ထုတ်နေတဲ့အခါကျရင်သွားတဲ့ flow တွေမတူတဲ့အခါကျစီးပွားရေးကတော့အောင်မြင်ပါတယ်ပုံစံမကျတဲ့အခါကျဘယ်နေရာမှာငါယူခွက်မရှိမဲဘယ်နေရာမှာဟာခွက်မရှိဘဲနဲ့ organization ကတော့သွားတော့သွားနေပါတယ်အလို့သမားမငြိမ်မဲအဝင်အထွက်ကျန်းနေတဲ့ဟာမျိုးတွေဖြစ်တတ်ပါတယ်ဆိုတော့အဲ့တော့ဒီချိန်မှာဗာလေးထပ်ပြောချင်တဲ့ဟာလဲဆိုတော့အလို့ရှင်တွေဘက်ကဘာကိုပို့ကြည့်ရမှာလဲဆိုတော့တကယ်ကိုယ့်ရဲ့လုပ်ငန်းကိုလာပြီး invest လုပ်တဲ့ ဲ့လူကိုကိုသည်ကောင်းကောင်းလေး invest လုပ်ပေးပြီးတော့ကိုလုပ်ငန်းကနေထွက်သွားရင်တောင်မှဒီလူတည်လဲ community အတွက်ကိုတကယ်ကိုမှန်ကန်တဲ့လူတယောက်ဖြစ်ဖို့ပဲကျွန်မပို့ပြီးတွေးပါတယ်ကျွန်မ company တော်တော်များများမှာအဲ့စကလုံးသုံးပေးဖြစ်ပါတယ်ကုမ္ပဏီကကောင်းရင်လုံအလုပ်သမားကကတ်ကိုကန်နေနေပါလိမ့်မယ်ကိုကပေးတဲ့ value တာတူဖို့လိုအပ်တယ်ပေါ့နော်။ဟာကုမ္ပဏီကတော့အလောက် offer တွေလုတ်ထားတာမမြင်ရင်အလုပ်သမားတွေကမလာကြဘူးဆိုတဲ့ပြဿနာပဲ။အလုပ်သမားတော့လာပြီး ပြောင်းသွားတယ်ဆိုတဲ့ပြဿနာအလုတ်သမားမနိုင်ဘူးဆိုတဲ့ပြဿနာမျိုးတွေကအခုနပြောတယ်ကျမတို့ပေးတဲ့ value ချင်းမတူတဲ့ဖြစ်နေနေပြီအဲ့တော့ကျမတို့ဒီတန်ရာတန်ကြီးမှန်ကန်တဲ့ right တို့ရဲ့ benefit ကိုပေးပြီးတဲ့အခါကျရင်တို့ကို train မို့လဲလိုအပ်ပါတယ်ကျမတို့ဘယ်နေရာကိုသွားကျင်နေဆိုတဲ့ဟာမျိုး train ထားပေးဖို့လဲလိုအပ်တာဖြစ်တဲ့အတွက်နှမျိုးနှစားကိုတော့ invest လုပ်ဖို့တော့တကယ်လိုအပ်ပါတယ်အလို့ရှင်တွေအတွက်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒါဥဒါခုနလည်းချက်မေးဖို့တွေးထားတာပေါ့နော်ခုနမှပြောရဲမှလည်းအများကြီးပါတယ်တချို့လုပ်ငန်းတွေမှာဥတို့တောက်လျှောက်တွေ့နေရပါလဲဆိုတော့ အဖွဲလိုက်အလုသမားတွေအဖွဲလိုက်ညှိပြီးတော့အလုရှင်ကိုပြင်ညာပြရည်လို့ပြောမလားအဖွဲလိုက်ထွက်သွားတာ။နောက်တချို့လုပ်ငန်းခွင်တွေမှာဆိုလို့ရှိရင်ဥမာကိုကယုံကြည်လို့ဆိုပြီးထားထားတဲ့လူယုံကပဲလုပ်ငန်းအတွင်းမှာခုနပြောလို့အဲလုပ်ငန်းခွင်တွေအာဂတိလိုက်စားမှုတွေပဲဖြစ်ဖြစ်လုပ်ငန်းခွင်တွေဟာမတမာမှုတွေပဲဖြစ်ဖြစ်ဒီလိုမျိုးလှုပ်ဆောင်တာမျိုးတွေရှိတယ်ပေါ့နော်။အကြီးကလုပ်ငန်းကြီးတွေထက်ဆိုင်တနိုင်တပိုင်မိသားစုလုပ်ငန်းတွေမှာတော့ဒီလိုမျိုးဖြစ်ရမျိုးတွေပို့ပြီးတော့တွေ့ရတတ်တယ်ပေါ့နော်။အဲ့တော့ဒါမျိုးတွေဆိုရင်ဘယ်လို့ ဖြည့်ရှင်းတဲ့လဲပေါ့တချို့ကြတော့အာဥမာအရောင်းဝယ်လုပ်ငန်းနေမှာများသောအားဖြင့်တွေ့ရတယ်ဥမာရွှေဆိုင်နေမှာလည်းရှိမယ်နောက်တခြားစားတောက်ဆိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေဒီလုပ်ငန်းတွေဆိုလို့ရှိရင်ပိုင်ရှင်ကဒါရိုက်အုပ်ချုပ်တာမျိုးမဟုတ်ဘဲနဲ့မန်နေဂျာ level တက်ရောက်ထားပြီးတော့သူကကျန်တဲ့ဝန်ထမ်းတွေအစစ်စစ်အုပ်ချုပ်တဲ့အခါမှာအဲအဖွဲ့လိုက်အောက်ကဝန်ထမ်းတွေကထွက်သွားတာတွေနောက်ပြီးခုနပြောလို့အတွင်းပိုင်းမှာပဲလိုက်စားနေတဲ့ပြဿနာတွေက မိသားစုတနိုင်တစ်ပိုင်းလုပ်တဲ့လုပ်ငန်းတွေမှာအများဆုံးကြုံတွေ့ပြောရင်ဆိုင်နေရတယ်ပေါ့နော်ဒီလိုရင်ဆိုင်နေရတဲ့ပြဿနာတွေကိုဘယ်လိုမျိုးဖြေရှင်းသင့်လဲပေါ့မအနေနဲ့ဟုတ်ဥမေးတဲ့မှာနှစ်ပိုင်းပါတစ်ပိုင်းကကြတော့ဟိုပါပေါ့ group လိုက်လုပ် grouping လုပ်ပြီးတော့ထွက်သွားတဲ့ဟာပေါ့နော်တို့ကအဖွဲလိုက်လုပ်လုပ်ပြည့်ထွက်သွားတဲ့ဆိုတဲ့ဟာကြတော့အဲ့ဒါကကြတော့တို့ရဲ့အာ profile အတွက်တော့မကောင်းဘူးပေါ့နော်ဒါကအမတို့ဒီမြန်မာနိုင်ငံထဲမှာနေတဲ့ဒီ industry ကအရန်ကိုကျင်းမြောင်းတဲ့အခါကျတော့တို့တို့ grouping လုပ်ပြီးထွက်သွားလိုက်တဲ့ဟာကဘာဖြစ်မလဲဆိုတော့ဒါကတော့လူတိုင်းမှာတော့ emotional ရှိတတ်တယ်အာငါဒီ company မှာမြန်မာငါရဲ့တက်လန်းအတွက်ငါသွားတယ်ဆိုရဲစကားတွေအရန်သုံးကြပါလိမ့်မယ်တခုပဲကိုအဲ့ဒီမှာရောက်နေတဲ့ချိန်သုံးဆွဲတဲ့ customer တွေကကိုကိုစာပစ်ကိုသုံးတာလား brand ကိုသုံးတာလားသိဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒါဒါကတော်တော်များများဖြစ်တတ်တယ်ဆိုတော့ကျမရဲ့ recommendation ကတော့ဘာကိုပြောချင်တာလဲဆိုတော့မှန်ကန်နဲ့ဆက်ဆံရေးနဲ့သွားဖို့လိုအပ်တယ်ကျမတို့ကျွန်တော်တို့ဒီလိုလုပ်ငန်းမျိုးလုပ်ဖို့ရည်ရွယ်ချက်ရှိတယ်ပေါ့နော်အဲ့တော့နောက်ပိုင်းမှာလည်းဒီ NOC တော်တော်များများတော့လှုပ်လာကြတယ်ပေါ့နော်အဓိကတော့လေကျွန်တော်နိုင်ငံကဘာဖြစ်လာလဲဆိုတော့လေလွယ်တဲ့ဟာအရန်လှုပ်ချင်ကြတယ်ပတ်စံရန်ချမ်းသာကြတယ်ဒါမှန်ပါတယ်လူတိုင်းမှာဖြစ်တယ်ဒါပေမဲ့ကျမတို့အခုနပြောတဲ့ထားတဲ့ ethic လေးထားရဲဆိုကျမတို့တစ်သက်လုံးရေရှည်ကျမတို့ brand လေးကောင်းမယ်ပေါ့နော်ပြောချင်တာကျမတို့ဒီလုပ်ငန်းလေး းတစ်ခုတည်းကနေကိုယ့်ရဲ့နာမည်အပြည့်စေးမခံဘူးဒါကတော့အခုနပြောတဲ့ grouping လုပ်တဲ့လူတွေအတွက်ကိုကျမရဲ့ comment လေးပါတချို့တော်တော်များများလုပ်နေတာလည်းရှိပါရှိရှိပါလိမ့်မယ်ဒါပေမဲ့တချို့အောင်မြင်တဲ့လူတွေရှိပါတယ်တော်တော်များများကကြာဆုံးပါတယ်ဘာဖြစ်လို့လဲဆိုတော့ခဏလေးအတွင်းမှာဖြစ်လာတဲ့ emotional ကိုမထိမ့်မဲ့ငါလုံနိုင်မယ်ဆိုတဲ့စိတ်နဲ့သွားကြတာကြောင့်မဟုတ်ပါဒုတိယတစ်ခုကကျတော့အခုနပြောတဲ့မိသားစုတွေမှာရှိတဲ့ဒီ frog တွေဖြစ်တာပေါ့နော်ဆိုတော့ဟို manager တယောက်ကိုထားပြီးတတ်မှတ်တယ်ပေါ့နော် ်ဘယ်လုပ်ငန်းမှမဆိုကိုကိုတိုင်းမအုပ်ချုပ်နိုင်ရင်မှန်ကန်တဲ့အုပ်ချုပ်မှုစနစ်ချဖို့လိုအပ်ပါတယ်ကြီးသည်ဖြစ်စေသေးသည်ဖြစ်စေပေါ့နော်အဲ့တော့ကိုကစနစ်တစ်ခုမထားထားပဲနဲ့ဝန်ထမ်းချသွားတဲ့ဟာကျမတို့ဗမာစကားရှိပါတယ်လွယ်ရင်တကြွယ်တောင်မှတည်တယ်မလားခိုးတာပဲလေဆိုတော့ဒါကသူတို့ညံ့တာမဟုတ်ဘူး ကိုညံ့တာကိုဒီသူတို့ကိုဒီအပေါက်ကိုပြရတဲ့အတွက်ဖြစ်သွားတာဆိုတော့လုပ်ငန်းခွင်တော်တော်များများမမြင်ကြရဲပတ်စံချေးလိုက်လို့ဒါမှမဟုတ်ပတ်စံယုံလိုက်လို့တကယ်ကို NGO အကြီးတွေမှတော့ဖြစ်နေရတယ်အများကြီးရှိတာဖြစ်တဲ့အတွက်ဘာကိုပြောချင်တာလဲဆိုတော့အခုနပြောတဲ့ လူကိုယ်တိုင်မအုပ်ချုပ်နိုင်ရင်မှန်ကန်တဲ့စနစ်ထားဖို့လိုအပ်တယ်။အဲ့ဒီစနစ်ကို check and balance ထားဖို့လိုတယ်။ပြန်စစ်ဆေးရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်။အဲ့တော့တယောက်ထဲရဲ့လက်ထဲမှာ authority ထည့်ထားတာမဟုတ်တော့ဘဲနဲ့အစင်းစင်းနဲ့ဖြတ်ထားပေးပြီးတဲ့အခါကျရင်ဒါကိုကိုယ်တစ်ချိန်ချိန်မှာပြန် check လုပ်လုပ်လို့ရရတယ်ဆိုတဲ့ဟာမျိုးလေးကိုလုပ်ငန်းရှင်တွေတွေ့ထားဖို့လိုအပ်ပါတယ်။အဲ့တော့ကိုယ့်ရဲ့ career အတွက်နဲ့မလိုလားအပ်တဲ့ grouping လုပ်တဲ့ဟာမျိုးမဟုတ်တော့ဘဲနဲ့ကိုယ်ဒီမှန်ကန်တဲ့ career တစ်ခုကို right လုပ်ပြီးတော့ကိုယ့်ရဲ့အလုပ်ရှင်ကိုပြောရင် maybe အလုပ်ရှင်ဘက်ကနေကိုယ့် other offer မျိုးရနိုင်တာဖြစ်တဲ့အတွက်မှန်မှန်ကန်ကန်လမ်းခွဲခြင်း င်မဲ့လုပ်ပါအခုနလိုပြောတဲ့ grouping လုပ်ခြင်းမလိုလားအပ်တဲ့ဟာမျိုးလုပ်တယ်ဆိုရင်ကိုယ့်ရဲ့ career အတွက်မကောင်းနိုင်ပါဘူးရှင်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ကတော့ဒါအလုပ်ရှင်အလုပ်သမားကြီးဂျာမှာဖြစ်လိဖြစ်တာရှိရပြဿနာတွေအကြောင်းဒါရင်ဆိုင်ဖြေရှင်းရင်းရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီးဆွေးနွေးတက်ဆက်ပြီးနေရဖြစ်ပါတယ်အဲ့တော့ပထမပိုင်းခဏလေးနားပါမယ်ပြန်လာခင်မယ်နော် Bah, ည်းဖန်နဲ့ချင်းရေဒီယိုပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့မန္တလေးဖန်ချင်းရေဒီယိုနဲ့ My Job မြန်မာတို့ပူးပေါင်းပြီးတော့လုပ်ငန်းခွင့်ဆိုင်ရာအကြောင်းအရာတွေအလုပ်ကအခွင့်အလမ်းအနေနဲ့ပတ်သက်ပြီးတော့ဒါဆွေးနွေးတက်ဆက်ပေးနေရပါတော့။အခုလိုဒီနေ့ဆွေးနွေးနေတဲ့ဇာခဝိုင်းကတော့ဒီအလုပ်ရှင်အလုပ်သမားဝန်ထမ်းတွေကြားမှာအဖို့ထက်မရှိစေဖို့ရည်ရွယ်ပြီးတော့အလုပ်ရှင်အလုပ်သမားတွေကြားမှာဖြစ်လေဖြစ်တာရှိတဲ့ပြဿနာတွေရင်ဆိုင်နေရတဲ့အခက်အခဲတွေအကြောင်းဆွေးနွေးတက်ဆက်ပေးနေရဖြစ်ပါတယ်။ So My Job မြန်မာရဲ့ချိန်မှန်လေးဖြစ်ပြီးတော့ Global Startup Award GSA ကပေးတဲ့ Ecosystem Hero of the Year Year 2023 Glover Winner တဦးလည်းဖြစ်တဲ့အမမမြတန်တော်နဲ့အတူတူဆွေးနွေးသက်ဆက်ပေးနေရဖြစ်ပါတယ်။ခုနဆိုလို့ရှင်လဲဒါအဓိကဒါလုပ်ငန်းရှင်တွေရင်ဆိုင်နေရတဲ့ပြဿနာတွေသူတို့ဖြေရှင်းမှုအတွက်နီးလန်းနေတော်တော်များများလဲဒါအမထည့်ပြီးတော့ဖြေထားရပေါ့နော်။အဲ့တော့ဦးထပ်ပြီးတော့မေးချင်နေတဲ့မေးခွန်းလေးရရှိနေသေးရပေါ့နော်။အဲ့တော့လုပ်ငန်းခွင်တွေမှာတင်းကျပ်တဲ့စီကန်းတွေစုပေးတံပေးစနစ်တွေ တကယ်ရောအသုံးဝင်လားပေါ့ဒီစီမင်းစီကံတွေကတချို့နေရာတွေမှာအသုံးဝင်တယ်အကုန်လုံးမှာတော့အသုံးမဝင်နိုင်ဘူးဘောနော်အမှအဲတချို့ကကြတော့ဟိုနောက်ကျတယ်ဆိုရင်တော့ဒဏ်ကြီးကောက်လိုက်ရုံနဲ့အဲ့ဒီလူကအကျင့်ပြောင်းသွားမလားပေါ့တကယ်တော့မဟုတ်ဘူး mindset ပဲပေါ့နော်ဆိုတော့အဓိကအဖြစ်တန်ပေးထားတဲ့ဆိုင်ဒါကဘာကြောင့်မို့လို့ဆိုတော့ဟိုခံယူချက်လေးပအောင်ပြောပြဖို့တော့လိုအပ်တာပေါ့နော်ဆိုတော့ဥမာဆိုရင်အခုနအမဟိုလွယ်လေးရှင်းပြခဲ့သူနောက်ကျရုံနဲ့သူကဒဏ်ကြီးကောက်လိုက်တဲ့ဟာမျိုးတို့ဟိုခွင့်မဲ့ပြက်ကွက်တဲ့အချိန်မှာဒဏ်ကြီးကောက်လိုက်တဲ့ဟာမျိုးဆိုတော့တချို့ကကြတယ်အဲ့လိုမျိုးငါငါဘက်ကနောက်ကျတာကွာပတ်စံမဲ့ပေးလိုက်မ ယ်ဆိုတဲ့ဟာမျိုးတွေအများကြီးရှိလာတယ်ဆိုတဲ့အခါကျတော့လေအဓိကဘာကြောင့်ဆိုတော့သူ့ရဲ့ value ကိုပြဖို့လိုအပ်တယ်အဲ့လိုအများနဲ့နောက်ကျနေတဲ့လူဖြစ်တဲ့အတွက်ကိုယ့်ရဲ့ time management ညံ့နေတဲ့လူဟာမဖြစ်တော့အောင်ဒါလေးကိုပို့ပြီး smart ဖြစ်ဖြစ်လုပ်တင်နေဆိုတော့အကောင်းမြင်လာအောင်အဲ့ HR ကမတူတဲ့ဝေးလေးနဲ့ပြောတဲ့သွားတဲ့ဟာမျိုးလေးလုပ်တင်နေပေါ့နော်အဲ့တော့ကိုကအဲဒီဒံပေးလိုက်ရုံနဲ့ရတာမဟုတ်ဘူးစုပေးလိုက်ရုံနဲ့တခါကျရင်တချို့ဟာတွေကငွေပေးလိုက်တိုင်းသူတို့ reward ဖြစ်သွားတာမဟုတ်ဘူးသူတို့ကိုကိုပြောလိုက်တဲ့ဟာမင်းရင်တော်တာပဲမင်းဒီလိုဟာမျိုးလုပ်နိုင်တာတကယ်ကောင်းပါတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့မြန်မာကာချာမှာရှိတယ်စုတော့မယ်ဆိုလူကြားတဲ့ရအောင်စုတယ်ဒါပေမဲ့ကျွန်တော်တို့ thank you လို့ပြောရမယ်ဟာတကယ်တော်တဲ့ဟာမျိုးပြောလူကြားတဲ့မှာမပြောတဲ့ဟာမျိုးခက်တက်တယ်ပေါ့နော်ဆိုတော့ဒါမျိုးလေးတွေက နည်းနည်းလေးလိုအပ်တာဖြစ်တယ်။တချို့အဲကျွန်တော်တို့ organization culture တွေမှာအရန်ရှိပါတယ်။လူတိုင်းမှာသူတို့က star cut ကလေးပေးထားတဲ့ဟာမျိုးပြီးရင်သူတို့ကသူ့ရဲ့အဲကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ကိုယ့်ရဲ့ငွေချင်းတွေလုပ်ငန်းလုပ်ဖော်ကမ်းမှုအချင်းချင်းကနေပြီးတော့တခုခုလေးသူ့ရဲ့စိတ်ချမ်းသာမှုလုပ်ပေးတာတခြားရေးပြီးတော့ cut ကလေးကိုထည့်ထားပြီးလာကုန်ရင်ဖတ်ပြရဲဆိုတဲ့ဟာမျိုးလေးဆိုဒါလေးဆိုရင်လည်းတကယ်ကိုကောင်းတာဖြစ်တယ်။ကိုလှုပ်လိုက်တဲ့သေးသေးလေးကိုကတော့အဲ့ဒါကို attention လေးဟုတ်တာမှုပဲဒါပေမဲ့ကိုယ့်ရဲ့ကောင်းမွန်တဲ့ အပြုတ်မှုမှုလေးကိုဘေးကလူတွေကဝင်ပြီးတော့ appreciate လုပ်တဲ့ဆိုတဲ့ဟာမျိုးလေးတွေကတကယ်ကိုကောင်းပါတယ်ဗောနော်တချို့သေးသေးလေးတွေလို့ပြောပေမဲ့ဒါကြီးကတကယ်ကိုအဲ့ဒီလူအတွက်က grow ဖြစ်မဲ့ဟာအများကြီးရှိပါတယ်ဥပမာအလုသမားနဲ့အလုရှင်မှာဆိုရင်ကျွန်တော်တို့ဒီဥပမာလေးတစ်ခုပြောပြရမယ်ဆိုရင်ဥပမာအလုသမားတစ်ယောက်က အိမ်ကိုအလို့ရှင်ကိုယ်တိုင်သွားပြီးသူ့ရဲ့မိသားစု thank you ပြောတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါဆိုဘယ်သူမဆိုကကို့မိသားစုရှေ့မှာငါ့ရဲ့အလို့ရှင်ကလာပြီးငါ့ကို thank you ပြောတဲ့ဟာလူတိုင်းလိုချင်မှာပဲဆိုအဲ့တော့ဒီလိုဟာမျိုးလေးတွေကအလို့ရှင်ဘက်ကနေငွေကြေးလေးအများကြီးကုန်စရာမလိုပဲနဲ့ကို့ရဲ့ team ကိုတကယ်ကို empower ပေးလို့ရတယ်ပေါ့နော်ဆိုကျွန်တော်တို့ခုမိုင်းကြောက်မှာဆိုကျွန်တော်တို့၃နှစ်အောင် คลีมวยท่าได้มีกินเลยสุดจมารู้ว่าฟรอมโฮมไปเลยสุดเลยหามิวแต่แกนั้นจีน่ะยังจีมาเลยอลุจีไม่หอบดําเมตีๆเลยเมดีอเมด้วยก็จมารู้ไปไล่ได้ขันซาจักตูดีที่3เนี่ยด้วยมาရှိได้คลีลีကိုตูดีก้องๆเนี่ยกยุไซไปနိုင်เลยสุดจมารู้อลุด้วยเลยปูบี้อสินเปียดิบ่จมาร่ะตู้อลุขอราจีตู้ว่าหนูดีคลีลีมวยท่าได้มีกินน่ะจมายงมาละอลุลงบาผิดเมแท้เลยฉิงลงคลีนี่ไม่ก้าวรู้ผาลูกเสกันรู้สออตวาเปลี่ยนตูดองปูเปมันมาเลยดําเมกูบักก็ลุไล่ได้อลุชินในบักกูไปจินในเมสเสจเลยอ่ะกูลุไล่ได้อลุเลยอ่ะตีๆเลยเป็นอลุ တမားတွေအတွက်ကိုတကယ် impact အကြီးဖြစ်ပြီး emotional တကယ်ကိုငါရဲ့အလုပ်ရှင်ကလူသားဆန်မှာလားဆိုတော့ဟာမျိုးလေးတွေပါတဲ့ ပုံစံလေးတွေပို့ပြီးတော့တိဆောက်ဖို့ပြီးတော့ကိုယ့်ရဲ့ရှိရင်းစွဲလုပ်ငန်းနဲ့သူနဲ့ကဘယ်လိုမျိုးအံဝင်ဝင်냐ဖြစ်ပါတယ်ဆိုရယ် value လေးတွေပေါ်တဲ့ဟာမျိုးလေးဖြစ်အောင်အလုပ်ရှင်တွေဘက်ကဒါလေးတွေပို့ပြီးလုပ်ပေးတယ်ဆိုရင်တော့လုပ်ငန်းဝင်ကတကယ်ကိုပျော်စရာကောင်းပြီးတော့တကယ်ကို empower ဖြစ်မယ်လို့ကျွန်မယုံကြည်ပါတယ်ရှင်အဲ့တော့ဒါခုနကဦးမေးမမေးခွန်းလေးပါအမတခါရဲ့ထည့်ဖြစ်ပြီးသားဖြစ်သွားတာပေါ့နော်ဆိုတော့အဲလုပ်ငန်းအောင်မြင်မှုအတွက်ကလုပ်ငန်းမှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေပျော်ရွှင်ဖို့ကလည်းအရေးပါနေရဲ့ smart workplace ဖြစ်အောင်ဒါ ဖန်တီးပေးနိုင်ဖို့အတွက်လည်းအလုရှင်တွေဘက်ကလိုအပ်တာပေါ့နော်အာထပ်ပြီးတော့ဥသိကျင်တာကြတော့လေအလုရှင်တွေအနေနဲ့ကိုယ့်အတွက်တကယ်ကောင်းမွန်တဲ့ဝန်ထမ်းကောင်းအလုပ်သမားကောင်းတွေကို မဆုံးရှုံးရဖို့အတွက်ဘာတွေကိုလှောက်ဆောင်တဲ့လဲနားထောင်ရမယ်ပေါ့နော်အဓိကကတော့နားထောင်ရမယ်အပိုင်းကကြတော့တခါကြရင်ကျမတို့ကလေမငိုတဲ့ကလေးနုမတောက်ကြတဲ့လိုမျိုးပေါ့နော်တခါကြရင်ဒီဝန်ထမ်းကတကယ်လဲတော်တယ်လှုပ်လဲလှုပ်နေရတဲ့အနေ appreciation လို့ခေါ်ရဲသူ့ကို thank you ပေါ့เนาะသူလုပ်နေတဲ့ဟာအတိအမှတ်မပြုတ်ခံရတဲ့ခါကျရင်ဝန်ထမ်းတွေကတဖြည်းဖြည်းနဲ့ထွက်ဖို့များလာကြတယ်ငါဘလောက်ပဲလုပ်ပြပြငါရဲ့ boss ကတစ်ချိန်လုံးပြောနေတာပဲတစ်ချိန်လုံးအကောင်းမမြင်ဘူးဆိုတဲ့ဟာမျိုးမဟုတ်တော့ဘဲနဲ့နားထောင်ဖို့လိုအပ်တယ်ငါရဲ့လုပ်ငန်းခွင်အတွင်းမှာဘလို့တွေသွားနေကြပြီလေဒီကလေးကတော့ဘယ်နှစ်နှစ်ရှိနေပြီဘာတွေတော့လုပ်ပေးနေတယ် ဘာတွေသူ့မှာ skill တွေလိုအပ်နေတာငါတို့ဘာဖြည့်ပေးမယ်ဆိုတဲ့ဟာမျိုးတွေတကယ်လိုအပ်ဖို့လိုအပ်တယ်ပေါ့နော်လူတိုင်းကတော့အကုန်လုံးတော်နေမှာမဟုတ်ပင်မဲ့သူ့တော်တဲ့အပိုင်းလေးသူသိတယ်ပြီးရင်သူ့အတွက်လိုအပ်မဲ့ဟာလေးကိုလုပ်ငန်းရှင်ဘက်ကနေပြီးတော့ဖြည့်ပေးလိုက်တဲ့ဆိုရင်ဒီလူကတကယ်ကိုပို့ပြီးတော့ productive ဖြစ်မှာပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်ကိုဒီရှိတဲ့လူလည်းဆုံးရှုံးသွားတယ်လို့ကိုယ့်ရဲ့လုပ်ငန်းအတွင်းမှာပြန်ပြီးအစ်စ်ကိုဖြည့်မဲ့လုပ်ငန်းအတွက်အစနဲ့အဆုံးပြန်သင်ရမယ့်ဟာနှစ်ဦးနှစ်ဖက်ရဲ့အချိန်တွေကုန်ပါလိမ့်မယ်အဲ့တော့ကိုရှိမှရှိနေတဲ့လုပ်ငန်းရှင်တွေကနေပြီးတော့လေကိုယ့်ရဲ့အလုပ်သမား ိုယ့်ရဲ့ teamwork ကကောင်းကောင်းလေးမထွက်သွားအောင်လုပ်နိုင်တဲ့အချက်က၃ချက်ရှိတယ်။နားထောင်မှသူတို့ကိုကျမတို့ဘက်ကနေပြီး appreciate သူတို့ရှိနေကြအောင်သူတို့လုပ်ပေးနေတဲ့ကြောင်း appreciation လို့ခေါ်တယ်။ thank you ပြောတတ်ဖို့လိုအပ်လို့နောက်တစ်ဖက်ကလည်းသူတို့မှာလိုအပ်နေတဲ့ skill လေးတွေဒါမှမဟုတ်ဒါလေးထပ်ဖြည့်လိုက်ရင်ပိုကောင်းနိုင်မယ်ဆိုတဲ့ skill မျိုးလေးတွေကိုကိုကပြောပြပြီးတော့ဖြည့်ပေးလိုက်နိုင်တယ်ဆိုရင်ကုန်ကြမှုနည်းပြီးတော့ဒီလူကဒီ company အတွက်တကယ်ကို loyal ဖြစ်တဲ့လူဖြစ်သွားပါလိမ့်မယ်နဲ့ရှင်။ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့အတွက်ဦးနောက်ဆုံးမိကုန်လေးတစ်ခုလည်းမေးချင်သေးရပါတော့။ ဝန်ထမ်းတွေလေးစားပြီးတော့တကယ်ကိုလိုချင်တဲ့ခေါင်းဆောင်အလို့ရှင်ဆိုတာဘလို့မျိုးလဲအဲ့လိုခေါင်းဆောင်ကောင်းဖြစ်အောင် အလို့ရှင်ကောင်းဖြစ်အောင်ရောအလို့ရှင်တွေဘက်ကခေါင်းဆောင်တွေဘက်ကဘလို့မျိုးပြင်ဆင်တဲ့လဲဘာတွေကိုလှုပ်ဆောင်ရမလဲ ဆိုတော့လူတိုင်းမှာတော့ expectation တွေအများကြီးရှိတာပေါ့တချို့ကျမရုံကကလေးနောက်တလူမျိုးပေါ့ကျမရဲ့ boss ဆိုချော်ချော်လေးဖြစ်ချင်တယ်ဒါတော့သူတို့တွေမှာရှိမှတော့အဓိကအလုပ်သမားတွေလိုအပ်တဲ့အရာကတော့သူတို့ဘယ်ကိုသွားနေတာလဲဆိုတော့ clear vision ပေါ့နော်ငါတို့သွားတဲ့ vision ကိုငါ့ရဲ့ boss ကဘယ်လောက်ထိ vision ကောင်းကောင်းနဲ့သွားနေတာလေပြီးတဲ့အခါကျရင်ဘလောက်ထိ confident ရှိရှိနဲ့ဒီစီးပွားရေကိုသူ drive လုပ်ပြီးတော့ငါတို့နဲ့လက်တွဲပြီးတော့တူတူလုပ်တယ်ဆိုတော့စိတ်တက်မျိုးသူတို့ပို့ပြီးလိုအပ်ကြတယ်ဗောနော်တယောက်တည်းမဟုတ်တစ်ခါကြရင်ကျမတို့လုပ်ငန်းရှင်တွေမှာဖြစ်တတ်တယ်ဘာလို့လဲကိုကစီးပွားရေးလက်တစ်ဖက်လုပ်နေရတယ်တစ်ဖက်မှာလည်းဝန်ထမ်းကိုထိန်းနေရတဲ့အခါကျတခါကျရင် balance မဖြစ်တဲ့ဟာမျိုးတွေရှိကြတယ်အဲ့ဒါမျိုးတွေမှာဘာဖြစ်သွားလဲတစ်ချက်တစ်ချက်ကိုကိုကိုပြန်ပြီးတော့လုပ်ငန်းရှင်တွေ တတိထားဖို့လိုအပ်ပါတယ်အဲ့ဒါကငါအရန်ပြေးနေပြီလားငါရဲ့အလုတ်သမားနဲ့ငါနဲ့ကြားမှာဘလောက် gap ဖြစ်သွားပြီလဲဆို notify လုပ်ဖို့လိုအပ်တယ်လို့ကိုယ့်ရဲ့အနောက်မှာရှိနေတဲ့အလုတ်သမားတွေကကိုယ့်ရဲ့အလုတ်ရှင်ရဲ့ခံစားချက်ကလေးကိုကိုချင်းစာပေးတက်ဖို့လိုအပ်တယ်သူပြေးနေတဲ့ဟာဘာကြောင့်ပြေးနေရလဲငါတို့ကဘယ်နေရာလေးရနေဝင်ပြီးတော့ကိုပေးလိုက်ရင်ပိုကောင်းမလဲဆိုတဲ့စိတ်ကလေးထားလိုက်ကြည့်ပါနော်ဆိုတော့လုပ်ငန်းဝင်သည်ကျမတို့ကိုအခကျင်းဝင်ပေးပြီးတော့ express ကိုအလကားပေးနေသောနေရဆိုတဲ့ဟာကိုအလုသမားဘက်ကတွေးတက်တယ်ဆိုရင်ကျမတို့ဒီလူတိုင်း သူတို့ရဲ့လုပ်ငန်းကိုကိုကိုရိုင်းစလုပ်တဲ့ချိန်မှာအောင်မြင်တဲ့လုပ်ငန်းရှင်တွေဖြစ်လာပါလိမ့်မယ်ဆိုတော့ဒီအချက်ကလေးကိုအလုပ်ရှင်တွေဘက်ကနေလဲပေးဖို့အလုပ်သမားတွေဘက်ကနေလဲဒါလေးကိုထားပေးတယ်ဆိုရင်တော့ပိုကောင်းပါလိမ့်မယ်အဲ့တော့အလုပ်သမားတွေဒီလဲတနေ့နေ့အချိန်ချင်းမှာလုပ်ငန်းရှင်တွေဖြစ်လာမဲ့လူတွေဖြစ်တဲ့အတွက်ကိုကိုကို invest လုပ်ပါလို့ကျွန်မဒီကနေ့ထပ်ပြီးပြောလိုက်ပါမယ်ရှင်ဟုတ်ကဲ့ပါအဲ့တော့လုပ်ငန်းရှင်တွေအတွက် my job မြန်မာအနေနဲ့ဆိုရင်ရောဘာတွေကိုလှုပ်ဆောင်ပေးနေလဲပေါ့ကျွန်တော်လုပ်ငန်းရှင်တွေအတွက်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ဒီ HR ဘက်ကိုကျွန်တော်ပို့ပြီးတော့ focus လုပ်ပေးရတဲ့ဟာအပိုင်းတွေပါတယ်ဆိုတော့ကျွန်တော်တို့ခြေကနေပြီးတော့ ေးတဲ့ knowledge sharing session တွေပါနေတယ်လို့မျိုးအလုပ်ရှင်တွေဘက်မှာအခုနပြောတဲ့စကားဝိုင်းလေးတွေကျွန်တော်တို့ဘက်ကအများကြီးလုပ်ပေးပါတယ်အာဒီလိုမျိုးဟို Mandalay FM ဘက်ကနေလို့မေးပြတဲ့အတွက်လည်းလေလိုင်းပေါ်ကနေပြီးကျွန်တော်တို့ share နေပြီးတော့ဟိုကျွန်တော်တို့ရဲ့ partner ဖြစ်မဲ့ partner မဖြစ်သေးတဲ့ company တွေဘက်မှာလည်းလိုအပ်တဲ့လုပ်သမားဆိုင်ရာဆွေးနွေးခြင်းနဲ့အရာမျိုးလေးရှိတယ်ဆိုရင်လည်းကျွန်တော်တို့ဘက်ကနေပြီးအခမဲ့ကူညီပေးနိုင်တဲ့အရာမျိုးလေးရှိရင်လုပ်ပေးပါမယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဒီမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့လူငယ်တွေရဲ့ဒီပညာရေးဟိုအခုနပြောတဲ့ career ကိုကျွန်တော်တို့ invest လုပ်ပေးနေရဖြစ်တဲ့အတွက်လူငယ်တိုင်းကနေပြီးတော့မှန်က န်နဲ့ကိုယ့်ရဲ့ career ရွေးထက်အောင်မမှန်ကန်ကန်နဲ့အလုပ်ရှင်အလုပ်သမားဆက်ဆံရေးမှာအောင်မြင်တဲ့လူတွေဖြစ်အောင်ကျွန်တော်တို့ဘက်ကလည်းအစွမ်းကုန်ကြိုးစားသွားပါမယ်ရှင်ဟုတ်ကဲ့ပါအမဒီနေ့အချိန်ပေးပြီးတော့အားဖြည့်ကြပြည့်အတွက်အကျေးဇူးများကြီးတင်ပါတယ်အမကျေးဇူးများကြီးတင်ပါတယ်မန္တလေး FM ရှင်